မ်းညချမ်းပါရှင်ဒီလိုမီအောင်စုံတွေနဲ့လှပနေတဲ့တရင်ကျော်လာပညာမှာကြီးစုသူအများစုကတော့မိသားစုထိခင်ရတဲ့သူတွေနဲ့အတူပျော်ရွှင်ကြည်နူပွဲအခြေလေးတွေကိုပိုင်ဆိုင်နေကြမယ်လို့ယုံကြည်ပါတယ်ဒီလိုထူးမြတ်တဲ့ညချမ်းလေးမှာကြီးစုသူမိဘပြည်သူတွေအတွက်နေ့စဉ်တရင်လာဖြစ်တည်တင်းတည်ထိုက်တဲ့ပြည်တွင်နိုင်ငံတကာတရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ6ရက်နေ့တနင်္လာနေ့အတွက်ဒေသခံတွေသဘောမတူပဲရွှေမျိုးစီမံကိန်းလှုပ်တာကြောင့်မင်းကင်းပါအဖာနဲ့ပါကဖာကို ဒေသခံတွေနှစ်ကြိမ်ဆက်တိုက်ဆန္ဒပြတဲ့တွင်တိမ်မြုပ်နေတဲ့ယွန်းပညာကိုဂီတတန်စင်တွေနဲ့ပြန်လည်နှိုးထဖော်ထုတ်လိုက်တဲ့အကြောင်းဆိုတဲ့တွင်ငလျင်လုတ်ပြီးနောက်ပိုင်းစကိုင်းမြို့မှာစပကြီးနဲ့စပအုံးမွေတွေမကြာခဏတွေ့လာရတဲ့တွင်ဒီတွင်တွေအပါအဝင်ထူးခြားတဲ့ပြည်တွင်တွင်နိုင်ငံတကာတွင်တွေကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးအနေနဲ့တွင်ကျွညတွင်နဲ့စတင်ပါမယ်ရှင်ဒီညမှာတော့တရင်ကျွလာပညာရဲ့ဒလိပ်ပွဲတော်တွေကိုနိုင်ငံတော်မှာရွေးရမပြတ်ကျင်းပနေကြပါတယ် ကျမတို့စီဂျီရီရဲ့တင်ပြပို့ချက်အရမြို့တော်ရန်ကုန်မှာဆိုရင်လေဖះအကြောင်းကတ်နေမှာဖះဖူးသူတွေဝိုးပြူဆူတောက်သူတွေနဲ့စီကားနေတယ်လို့ဆိုပါတယ်ဒီမြင်ကွင်းကတော့ဒီကနေ့ညဘူးတထောင်ဖះကမြင်ကွင်းနေပါလူအတော်စီပြီးစတုတီတာတွေမှာလူတွေတိုးကျိတ်နေကြတယ်လို့ဆိုပါတယ်ပတ်ဝန်းကျင်မှာတော့စစ်တပ်ကလုံခြုံရေးချထားတဲ့ကားတွေတော့တွေ့ရတယ်လို့ဆိုပါတယ်ဒေသခံတွေသဘောမတူဘဲရွှေမျိုးစီမံကိန်းလုံးပိုက်ခွင့်တွေကိုခွင့်ပြုပေးတဲ့ မင်းကင်းပါကဖနဲ့ပါအဖကိုဒေသခံတွေကနှစ်ကြိမ်ဆက်တိုက်ဆန္ဒပြတဲ့တင်ကိုတော့ကွန်မြူနီကပြောပြပေးပါမယ်ဒီမြင်ကွင်းတွေကတော့စကိုင်းတိုင်းမင်းကင်းမြို့နယ်ကဆန္ဒထုတ်ပုံတွေကြားတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ် အော်တိုဘန်9ရက်နေ့ကဒုတိယအကြိမ်ဖြစ်လုပ်ခဲ့တဲ့ဒီဆန္ဒပြပွဲဟာချင်းနွေမြေတွေကလောင်းပြကျွန်းလို့ခေါ်တဲ့ဒီမီနိုကျွန်းပေါ်မှာဒေသခံတွေရဲ့တဘောတူညီချက်မပါပဲမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပါကာဖာနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပါအဖာတို့ကရွှေမျိုးတူဖို့ခွင့်ကိုလုပ်ငန်းရှင်တွေကိုချထားပေးလိုက်တာကနေစတင်ခဲ့တာပါဒီကျွန်းအားဒေသခံတွေရဲ့နှစ်စဉ်သီးနှံစိုက်ပျိုးစားတောက်နေရတဲ့အတံမွေးအကြောင်းနေရာဖြစ်ပါတယ်မင်းကြီးမြို့နယ်ချင်းနွေမြေပေးလောင်းပြကြီးရွာကြီးကမြို့နယ်ကျွန်းပေါ်မှာ ရွှေတူဘော်ကိုစက်တင်ဘာ26ရက်နေ့ကစလို့အကောင့်တွေပေါ်ဆောင်ရွက်နေကြတာဖြစ်ပြီးတော်လိုင်းကျူးအတွက်ရွှေမျိုးတွေကိုလောက်ကင်ခွင့်ပြုမယ်ဆိုတာမယုံကြည်တာနဲ့ရွှေမျိုးတွေကြောင့်ဖြစ်ပေါ်လာမဲ့တဘာဝဘေးရန်တွေကိုစိုးရိမ်တာကြောင့်ဒေသခံတွေကဆန္ဒပြခဲ့ကြတာလို့သိရပါတယ်ဆန္ဒပြမှာပါဝင်တဲ့ဒေသခံတို့ပြောတာကအရင်နှစ်တွေကမြောက်ချွန်ကမ်းပြည့်ရွာတွေကဖန်ဝေရှင်တန်းပြည်သူလူထုမသိရဘူးပညာရေးကျမ်းမာရေးအကွန်လဲပတ်မယ်ပြောပေမဲ့ကျောင်းတွေကျမ်းမာရေးစင်တာတွေမှာထိထိရောက်ရောက်အသုံးပြုခဲ့တာမရှိဘူး ပါသုံးလုံးကအစိုးရအာဏာအလွဲသုံးစားလို့အမြင်မတူတဲ့အဖွဲ့အစည်းတွေဖန်ဆီးပြီးပြည်သူကိုချင်းချောက်ရာဇဝတ်မှုတွေအကြိမ်ကြိမ်ကျူးလွန်လာလို့လူထုကအာမပြေတော့တာပါနောက်ထပ်ဒီသားကန်တူကလည်းသူတို့တွေအာဏာရှင်ဆန်ဆန်လုပ်နေလို့ဆန္ဒဆက်ပြတာဖြစ်တယ်လို့ပြောပါတယ်ရှင်ဘက်လုံငန်းတွေစတဲ့အတန်းကြလို့ဆန္ဒထက်ပြကြတာသူတို့ကပါသုံးလုံးပေါ့ဆန္ဒပြတာဘာစမ်းလဲသူတို့ကဆန္ဒပြတာလေတနေ့နဲ့ပြတာမဟုတ်ဘူးတဲ့ဆက်လို့စီရလောက်အောင်မှာပဲကြလို့ဆက်ပြနေရနောက်ထပ်လည်းမရမချင်းဆန္ဒပြအောင်မှာပဲ ာနာရှင်စံနေကြပါပြီလားမိခင်မျိုးတွေကရှင်မျိုးတွေနဲ့ပတ်သက်ပြီး CJ platform အနေနဲ့မိခင်မျိုးတွေဖကဖာပါဖာတောင်းဝန်ရှိတွေအပြင် NUG ကိုပါဆက်သွယ်မေးမြန်းနိုင်ဖို့စူးစမ်းနေစေဖြစ်ပါတယ်မြေကြီးမြို့နယ်တွင်ကမြောက်ချွန်းကျေးရွာ၊ကမ်းပြည့်စရဲကျေးရွာတွေမှာလည်းပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလွန်လိုက်တဲ့ဖွဲ့တွေကဒေသခံတွေရဲ့တဘောတူညီချက်မပါဘဲအခုလိုရွှေမြောလုတ်ပိုင်ခွင့်ကိုလုပ်ငန်းရှင်တွေရှိရောင်းချတာတွေလုတ်ကင်ခဲ့တာကြောင့်ဒေသတွင်းစိုက်ပျိုးမြေနေရာပျက်စီးတာ ီလန်ခီအတွက်အတားဆီးဖြစ်တာကမ်းပြူတာတွေပြင်ဒေသခံတွေအနေနဲ့ဒေါ်လာအဖွဲ့တွေရဲ့ချင်းချောက်မှုတွေကပါရင်ဆိုင်ခဲ့ရပါတယ်မလာကလောက်ခတ်ခဲ့တဲ့ဇိုင်းငယ်လင်တန်းကြောင့်မြေကြီးနဲ့မကပဲမြေအောက်ကတံတဝါတွေပါလှုပ်ရှားနှိုးထလာပုံရပါတယ်အခုဆိုရင်ဇိုင်းမျိုးကလူနေရက်ွက်တွေထဲမှာမြေကြီးတွေမကြခနာဆိုသလိုဝင်ရောက်လာနေတယ်လို့ဆိုပါတယ်အပြည့်စုံကိုတော့ကိုနာကြီးကပြောပြပေးပါမယ်မလင်းလူပိကရေကအမျိုးလူလိုတွေ့နေရတယ်လို့ဇိုင်းမျိုးကတူကပြောပါတယ် အရင်ကတောင်ယူနာတော့မှာပဲရပန်ရခါတွေ့ရတတ်တဲ့သဘောအုံငွေသဘက်ကြီးငွေလိုငွေကြီးတွေဟာအခုဆိုရင်လူနေအိမ်တွေတည်းအထိရောက်ရှိလာနေတာပါအော်တိုဘလာအစောပိုင်းမှာပဲဇေယျတုတ်ချက်ရက်ွက်နဲ့မင်းဆန်ရက်ွက်တွေမှာငွေကြီးတွေတွေ့ရှိခဲ့လို့ကေဇေယျအဖွဲ့တွေကသွားရောက်ဖမ်းဆီးပြီးခဲ့ရပါတယ်။နေရတော့မရှိပါဘူး။တွေ့ရတာသဘက်ကြီးငွေရဲ့သဘောအုံငွေကတော့တွေ့ရများတာပါ။နောက်ကျင်ဆို10ချိန်15ချိန်အနည်းဆုံးဖမ်းပြီးတောင်ပီလာဘေးမဲ့တော်ရဲသွားလွတ်ပေးတာ။ ညညာရှင်တွေကတော့အကြောင်းရင်းသုံးခုကိုအဓိကခံမှန်းနေကြပါတယ်။ဒါမှတစ်ချက်ကတော့ငလင်ကြောက်မြေရောက်တုံခေါမှုတွေကသူတို့ရဲ့ပုံအောင်ရနေရာတွေကိုအနှောက်အယှက်ဖြစ်စေတာပါ။ဒုတိယချက်ကတော့အကြသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ရည်ကြီးရည်ရွယ်မှုတွေကြောင့်မျောလာတာဒါမှမဟုတ်နေရာရွှေ့ပြောင်းလာတာပါ။နောက်ဆုံးချက်ကတော့လူနေအိမ်တွေတိုးချဲ့လာလို့တစ်တောတွေပြုံးနေပြီးသူတို့ရဲ့နေထိုင်ကျဆားရနေရာတွေပျောက်ဆုံးလာတာကြောင့်စာရေးစာပုံများတဲ့လူနေရက်ွက်တွေတဲကိုရောက်လာတာဖြစ်နိုင်တယ်လို့ဆိုပါရဲ။ ဒီမွေတွေဟာအသိမရှိပေမဲ့သူတို့ရဲ့ချွန်ထက်တဲ့သွားတွေကြောင့်ကိုက်ခံရရင်တော့အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်သခိုင်းမျိုးကန်တွေအနေနဲ့သတိထားနေထိုင်ကြဖို့နဲ့မွေတွေးရှိပါကကိုယ်တိုင်မဖမ်းပဲသက်ဆိုင်ရာကူညီကြတဲ့အဖွဲ့တွေကိုအမြဲဆုံးအကြောင်းကြားကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။မြမပန်းဆင်မျိုးရဲ့အနှစ်သာရတွေတဖြည်းဖြည်းမေးမိလာနေပြီလားလို့စိုးရိမ်နေကြတဲ့အချိန်မှာပဲရှီဟောင်းဝင်းနေတခုကိုခေပေါ်ဒူရီယာတခုနဲ့အသက်ပြန်သွင်းလိုက်တဲ့ဂျီနူးစရာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါသေးတယ်။ ဒါကတော့မြမယွန်းပညာနဲ့ဂီတသံစင်တွေပေါက်ဆက်ထားတဲ့ယွန်းဂီတရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီကြောင့်ကိုတော့ကုလကွင်းအကပြောပြပေးပါမယ်ရှင်။ဒီလောက်ပါတဲ့ဂီတတွေကတော့အလှချေဆွဲထားဖို့တသက်မဟုတ်ပါဘူး။တကယ်ကိုတိခက်လို့ရတဲ့ဂီတဒူရီယာတွေပါ။ စကိုင်းမျိုးကဂီတာလက်ရံနဲ့ပကံမျိုးကယွန်းပညာရှင်တွေရဲ့အမှုပညာတို့ပေါက်ဆက်ပြီးမွေးဖွားလာတဲ့ယွန်းဂီတာတွေပါပဲဒီစီကူကိုအကောင့်တွေပေါ်ခဲ့တဲ့ဇက်ကီဂီတာဂိုက်ကကိုစင်ကိုလက်ကဒီလိုရှင်းပြပါတယ်ကျွန်တော်မန်နေဂျာကြီးစကိုင်းကဂီတာလုပ်ငန်းရှိတယ်ပေါ့နော်အဲ့ဒီလုပ်ငန်းနေပြီးတော့အဲ့ဒီဂီတာကိုသူကဆန့်ပြီးအလိုမျိုးယွန်းဂီတာနဲ့အလိုပေါ့နော်ဂီတာကိုယွန်းတဲ့နဲ့တွဲပြီးတော့ ပေါင်းစပ်ဖန်တီးထုတ်လုပ်ကြည့်ချင်တာပေါ့အဓိကတော့ဒီစကိုင်းမှာလုံးချမ်းပေါ့နော်လုံးချမ်းဆိုတာအဲဂီတာဘော်ဒီဟိုပါပေါ့ဘော်ဒီကိုဒီခိုင်းဆိုတော့ဂီတာလုံးမဲ့ဆိုဘော်ဒီကိုခွေးဟိုပါလေဒီဂီတာနဲ့ပတ်သက်တဲ့အားတွေအကုန်လုံးဒီအချောတက်လုပ်ပြီးတော့ဆေးမိုးရတယ်ပေါ့နော်အဲဆေးမိုးတဲ့အပိုင်းကိုမရောက်တော့ဘူးပေါ့နော်ဘာလို့လဲဆိုရင်အဲဒီဂီတာလုံးချမ်းပြီးပြီဆိုတော့သူကပကံကိုပို့မှာပေါ့ပကံကသူနဲ့အဲလူစုမျိုး ယ်ရုံနဲ့ပတ်သက်ပြီးတော့တမရမခရွန်ကခံအပ်လိုက်တဲ့ဝန်ကြီးချုပ်တဲ့ဟာသူ့ရဲ့အစိုးရဖွဲ့ကိုကြီးညာပြီးနိုင်ရီပိုင်အတွင်းမှာပဲရာဒူးကနေနှုတ်ထွက်သွားခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်ပြင်သစ်ရဲ့နိုင်ငံရေးကြက်တဲ့ဟာအောက်ဆုံးအထိနှက်ဆိုင်သွားခဲ့ပြီးဥယောပါရဲ့ငွေကြေးစည်းကွက်ကိုပါရိုက်ခတ်မှုတွေရှိခဲ့ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုနာကြီးကပြောပြပေးပါမယ်သမရမက်ခရွန်ရဲ့လူချင်းဖြစ်တဲ့မစ္စတာလီဂွန်နူဟာတနင်္ဂနွေနေ့ကမှသူ့ရဲ့အစိုးရအဖွဲ့အစည်းကိုကြီးညာခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီအစိုးရအဖွဲ့ကိုနိုင်ငံရေးလက်ဝဲစွန်းရောလက်ရစွန်းရောနောက်ဆုံးမက်ခရွန်ရဲ့မဟာမိတ်တွေကပါလက်မခံနိုင်တော့အောင်ဖြစ်ခဲ့ပါတယ်။မက်ခရွန်ရဲ့မဟာမိတ်တွေကဒီအစိုးရဟာလက်ရစွန်းဆန်လွန်းတယ်လို့ဝေဖန်သလိုလက်ရစွန်းအတိုက်ခံတွေကလည်းသူတို့လိုချင်သလောက်ပြတ်သားမှုမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်အစိုးရအဖွဲ့ကိုမယုံကြည်ကြောင်းအစိုးတင်သွင်းပြီးဖြုတ်ချပြစ်မယ်ဆိုတဲ့ထင်ကြောက်မှုတွေချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာသမရမက်ခရွန်2022ခုနှစ်မှာပြန်လည်ရွေးခန့်ရပြီးနောက်ပိုင်း ပါလီမန်မှာအမတ်နေရအများစုမရခဲ့တဲ့အချက်တည်းရဲ့နောက်ဆုံးပေါက်ကွဲထုံးမှုပါပဲပြီးခဲ့တဲ့နှစ်ကသူ့ရဲ့ရုတ်တရက်ရွေးကောက်ပွဲခေါ်ယူမှုဟာပါလီမန်ကိုပိုပြီးကွဲပြားသွားစေခဲ့ပြီးနိုင်ငံရေးကိုလုံးဝလမ်းစပြစေခဲ့ပါတယ်မစ္စတာလီကွန်နူဟာဆိုရင်ပြီးခဲ့တဲ့နှစ်နှစ်အမြောက်ဝန်ကြီးချုပ်ဖြစ်ပြီးတတန်းအနည်းဆုံးဝန်ကြီးချုပ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီဒီသတင်းကြောင့်ပြင်သစ်စတော့ဈေးကွက်ဟာတည်တည်သာသာထိုးကျသွားခဲ့သလိုယူရိုတန်ဖိုးဟာလည်းကျဆင်းခဲ့ပါတယ်ပြည်သူနိုင်ငံရေးလေဟာနဲ့ဖြစ်ပြီးလားဆိုတဲ့မေးခွန်းတွေနဲ့အတူ ပြည်သူတွေရဲ့စိုးရိမ်မှုတွေလည်းမြင့်တက်နေပါတယ်။အခုသမ္မတမက်ခရွန်ရဲ့ရှေ့မှာရွေးချယ်စရာလမ်းသိမ့်မကြံတော့ပါဘူး။ဝန်ကြီးချုပ်အသစ်တဦးကိုထတ်ခတ်အပ်မလား။ဒါမှမဟုတ်အတိုက်ခံတွေနဲ့ညှိနှိုင်းပြီးညွန်ပေါင်းအစိုးရဖွဲ့စည်းဖို့ကြိုးစားမလား။သို့သောကတော့ပါလီမန်ဖြတ်သိမ်းပြီးရွေးကောက်ပွဲထွက်ခေါ်မလားဆိုတာကိုမကြခင်မှာဆုံးဖြတ်ရတော့မှာပါ။ဘယ်လန်းကိုပဲယူယူပြည်စစ်နိုင်ငံရေးဟာမရေရာမှုတွေနဲ့ပြည်နယ်နယ်ဥမာတည်ကြနေပါတယ်။တချိန်ကဒေသတွင်ခီးသွားလုပ်ငန်းရဲ့ဘီရင်ဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံကိုအဲနီချင်း BNN က အချိန်အဟုန်နဲ့လိုက်မီကျော်တက်ဖို့ကြိုးစားလာနေပါတယ်။ BNN ရဲ့နောက်ဆုံးထုတ်ပြန်တဲ့ခရီးသွားဝင်ရောက်မဲ့စည်ရင်းတွေဟာအံ့အားသင့်ပွဲကောက်လောက်အောင်မြင့်တက်လာခဲ့ပါတယ်။ကိုလင်းမြက်ကဆက်ပြောပြပေးပါမယ်။ BNN အနေနဲ့2025ခုနှစ်ပထမ6လအတွဲမှာပဲနိုင်ငံတကာခရီးသွားဧည့်သည်15.4သန်းကျော်ကိုလက်ခံနိုင်ခဲ့ပြီးမနှစ်ကအလားတူကာလထက်21.5ရာခိုင်နှုန်းတိုးတက်လာခဲ့တာပါ။ ကမ္ဘာစည်းဝါးရေးမရေရာမှုတွေကြားကနေဒီလိုစံချိန်တင်တိုးတက်မှုကဗီယက်နမ်ရဲ့ဆွေးဆောင်မှုဘလောက်ကြီးမားလာလဲဆိုတာကိုသက်သေပြနေပါတယ်။ဒီတိုးတက်မှုရဲ့အဓိကမောင်းနှင်အားတွေကတော့အာရှဇီးကွက်ကပဲဖြစ်ပါတယ်။တရုတ်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံတည်းကပဲခရီးသွားအလုံးရဲ့ထက်ဝက်နေပါရှိခဲ့ပါတယ်။အထူးသဖြင့်အိန္ဒိယနိုင်ငံဟာအလင်းအမြန်တိုးတက်လာပြီးစက်ထမအကြီးဆုံးဈေးကွက်ဖြစ်လာတာကထူးခြားချက်တစ်ခုပါပဲ။ဒါပေမဲ့တကယ်ကိုအာအသင့်စရာကောင်းတဲ့တိုးတက်မှုကတော့ဥရောပဈေးကွက်ကပါ။ ရုရှားခရီးသွားဝင်ရောက်မှုဟာမနှစ်ကထက်283ရာခိုင်နှုန်းအထိအဆမတန်ခုန်တက်သွားခဲ့ပြီးအထမအကြီးဆုံးဈေးကွက်ဖြစ်လာခဲ့ပါတယ်။ကျွမ်းကျင်သူတွေကတော့ဗီယက်နမ်အစိုးရရဲ့ဗီဇာကင်းလွတ်ခွင့်မူဝါဒကိုအဓိကထောက်ပြကြပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လမှာပဲဥရောပနိုင်ငံ12ခုကိုထပ်တိုးဗီဇာကင်းလွတ်ခွင့်ပေးခဲ့တာကြောင့်အခုဆိုရင်နိုင်ငံပေါင်း24နိုင်ငံကဗီဇာမလိုပဲဗီယက်နမ်ကိုလာရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။ဒီနေရာမှာပဲတချိန်ကဒေတာတွင်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံနဲ့နှိုင်းယှဉ်ကြည့်ရမှာပါ။ ထိုင်းနိုင်ငံဟာနာမည်ရပြီးသားခရီးသွားဈေးကွက်ကြီးတစ်ခုဖြစ်ပေမဲ့ BNN ရဲ့လွယ်ကူမြန်ဆန်တဲ့ဗီဇာမူဝါဒကခရီးသွားတွေအတွက်ပုံမဆွဲဆောင်မှုရှိလာစေပါတယ်။ထိုင်းနိုင်ငံဟာနာမည်ရပြီးသားခရီးသွားဈေးကွက်ကြီးတစ်ခုဖြစ်ပေမဲ့ BNN ရဲ့လွယ်ကူမြန်ဆန်တဲ့ဗီဇာမူဝါဒကခရီးသွားတွေအတွက်ပုံမဆွဲဆောင်မှုရှိလာစေပါတယ်။ BNN ဟာဒီနှစ်ကုန်မှာနိုင်ငံတကာခရီးသွား25တန်းအထိရောက်ရှိဖို့ရည်မှန်းချက်ကြီးကြီးနဲ့ရှေ့ဆက်နေပါတယ်။တစ်ဖက်မှာလည်းထိုင်းနိုင်ငံကသူ့ရဲ့ခရီးသွားဘရင်ဆိုတဲ့နေရာကိုကာကွယ်ဖို့အတွက်မဟာဗျူဟာအသစ်တွေချမှတ်ရတော့မှာပါ။ ဒီနိုင်ငံနှစ်ခုရဲ့အပြိုင်အဆိုင်ကြိုးပမ်းမှုတွေကအရှိတောင်အာရှရဲ့ခီးသွွားလုပ်ငန်းမြေပုံကိုဘလို့ပြောင်းလဲသွားစေမလဲဆိုတာကတော့ရှေ့ဆက်ပြီးစိတ်ဝင်တစားစောင့်ကြည့်ရမယ့်အကြောင်းအရာပဲဖြစ်ပါတယ်။ဆယ်စုနှစ်များစွာကြာအာဆန်မိသားစုရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ခဲ့ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပါလီမန်ရွေးကောက်ပွဲကိုကျင်းပတည်ဆည်ခဲ့ပါပြီ။ဒါပေမဲ့ဒီရွေးကောက်ပွဲဟာဒီမိုကရေစီရဲ့မိုးတောက်ချိန်လား။ဒါမှမဟုတ်အာဏာရှင်စနစ်တည်းရဲ့အစပြုမှုတစ်ခုလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်နေပါသေးတယ်။ ဒီကြောင်ရနယ်ပတ်သက်ပြီးအသေးစိတ်ကိုကိုနာကြီးကဆက်ပြောပြပေးပါမယ်။ဒီကနေ့စီးရီးယားပြည်သူတွေဟာသူတို့ရဲ့အနာဂတ်ကိုပုံဖော်မဲ့ပါလီမန်အသစ်အတွက်မဲပေးခွင့်ရခဲ့ကြပြီမြဲ။ဒါဟာကျွန်တော်တို့သိနေကြတဲ့ရေကောက်ဝဲမျိုးတော့အခန့်အထားသူတွေဖြစ်ပြီးအနာအလုံးသမရရဲ့လက်ထဲမှာပဲစူးစီးနေမှာကိုစိုးရိမ်နေကြတာပါ။ဒါအပြင်ကာဒနယ်ဒရူလူမျိုးတွေထိန်းချုပ်ထားတဲ့ပြည်နယ်၃ခုမှာရေကောက်ဝဲကျင်းပနိုင်ခြင်းမရှိတာကြောင့်အလုံးကိုကိုစားပြုနိုင်မှာမဟုတ်ဘူးလို့ထောက်ပြနေကြပါတယ်။ ည်သူတွေရဲ့အတန်းကိုနားထောင်ကြည့်တဲ့အခါမှာလဲသဘောထားတွေမှာအများစုကအပြောင်းလဲကိုတစ်ခုခုတော့ဖြစ်လာနိုင်တယ်လို့မျှော်လင့်နေကြပါတယ်။အခုရွေးချယ်လိုက်တဲ့ပါလီမန်သစ်ရဲ့အဓိကတာဝန်ကတော့နိုင်ငံအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲပြီးနောက်တစ်ချိန်မှာပြည်သူအလုံးပါဝင်တဲ့တရက်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ပြင်ဆင်ဖို့ပါပဲ။ဒါကြောင့်ဒီပါလီမန်သစ်ဟာဆီးရီးယားနိုင်ငံရဲ့အနာဂတ်အတွက်အစီအမံတကားဖွင့်ပေးနိုင်မလား။ဒါမှမဟုတ်အာနာရှင် စနစ်အသစ်ရဲ့အစပြုမှုတစ်ခုဖြစ်လာမလားဆိုတော့ ကဘာကစောင့်ကြည့်နေရအောင်မှာဖြစ်ပါတယ်။မနက်ဖြန်အော်တိုဘာလ9ရက်နေ့ အင်္ဂါနေ့အတွက်နောက်ဆိုရမိုးလေဝသခန့်မှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မနက်ဖြန်မှာအနောက်တောင်ဘက်တုံးလေးဟာမြဝကျုံဘော်ဒေသကနေအပြီးသက်ဆုတ်ခွာသွားပြီးမြန်မာနိုင်ငံရဲ့မိုးရသည်လည်းမကြမီရက်ပိုင်းတွင်မှကုန်ဆုံးသွားတော့မှာပဲဖြစ်ပါတယ်။ပြည်နယ်နဲ့တိုင်းရင်းလိုက်မိုးရသုံးမိုးခန့်မှန်ချက်တွေအနေနဲ့မနက်ဖြန်မှာရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ အေယဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာနေရာဆက်စိတ်မိုးရွာနိုင်ပြီးကချင်ပြည်ချင်းပြည်ရခိုင်ပြည်ကရင်နီပြည်နဲ့မန္တလေးတိုင်းတို့မှာတော့နေရာကျကျဲမိုးရွာနိုင်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာတော့နေရာကွက်ကြောင်မိုးရွာနိုင်ပါတယ်ရှင်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ပြောရမယ်ဆိုရင်ကချင်တရုတ်နယ်စပ်မှာရှိတဲ့ဖီမော်ပန်ဝါဒေသတွေနဲ့မြောင်းမြဝါခဲမှဒနုဖြူနယ်ညောက်တုံးမြို့နယ်တွေမှာမိုးတင့်တင့်ရွာနိုင်ပါတယ်။ပင်လောက်ဖဲခုံစီဆိုင်ရိုက်ကောပရူဆို ဖားဆောင်တဲ့ရန်ကုန်မြို့တို့မှာတော့မိုးနှင်းငယ်ရွာနိုင်ပါတယ်။ဒီကနေ့ညပိုင်းသတိပြုစရာတွေကတော့မြစ်ကြီးနာနမ်တီမိုးကောင်ကာမိုင်ဖားကန် ထမန်တီကျွန်းလာကံပလူနဲ့ကြိုက်ခမီကံကြီးတွေမှာမိုးတင်းတင်းရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။မုန်တိုင်းမမိုးဟာ BNN နဲ့တရုတ်နယ်စပ်ကိုဖြတ်ကျော်နေပြီးမုန်တိုင်းငယ်အဖြစ်အာရုံသွားကအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်။မုန်တိုင်းရဲ့အချိန်ကြောင့်ကချင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့ရှမ်းပြည်မြောက်ပိုင်းတွေမှာ မိုးတင်းတင်းရွာနိုင်ပြီးနောက်နှစ်ရက်တွင်ရှမ်းပြည်ဘက်မှမိုးပွလာနိုင်ပါတယ်။အနောက်တောင်ဘက်တုပ်လီဟာမနက်ဖြန်မှာအေရဝတီမြို့ဝကျုံပေါ်ဒေသကနေအပြည့်သက်ဆုတ်ခွာသွားတော့မှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေတော့အောက်တိုဘာ12ရက်နေ့မှာအပြည့်တိုင်ဆုတ်ခွာပြီးမြန်မာနိုင်ငံရဲ့မိုးရသည်ကုန်ဆုံးကမိုးလွန်ကာလဆောင်းရသည်ကိုကူးပြောင်းတော့မှာပဲဖြစ်ပါတယ်။ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေရေလောက်သာဦးကြီးတွေအတွက်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုပ်လီအားအတင်းတင်းသာရှိနေပြီး မြမပင်လေပြင်းမှာတော့လှိုင်းတင့်တာရှိမှဖြစ်တာကြောင့်ပင်လေပြင်းတွင်တာရတဲ့နေ့လေးတစ်ခုဖြစ်မယ်ဆိုတာကိုသတင်းကောက်ပါအပ်ပါရဲ့ရှင်။မူလဝတာဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေလေးရှိပါတယ်။လေပြင်းနဲ့ရက်ဝန်မိုးတိမ်တောက်တွေအပြင်စိုက်စင်လေပြင်းတွေဆိုတာအချိန်နဲ့မျှဖြစ်ပေါ်တတ်တာမလို့ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတာသတင်းလေးကိုလည်းဆက်လက်ဆောင်တည်ပြကြပါလို့မြစ်တရရခံပါရဲ့ရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ ဒီနေ့အတွက်နေ့စဉ်သတင်းလားအစီအစဉ်ကိုတော့ဒီမှာပဲရည်နာပြဆဲရှင်။တာယာကြည်နူဘွယ်ကောင်းတဲ့ဒီလိုသတင်းကြွလာပြည့်ညကြံအခါသမယမှာမြမပြည်သူပြည်သားများအားလုံးကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။